ကောင်လေးဟာတဖြည်းဖြည်းချင်းကတ်သွားပြီးရေသူမလေးကိုရေထဲပြန်ဆင်းလို့မရအောင်ဖမ်းထားလိုက်ပါတယ်။ဖမ်းမိပြီကွာ။ငါကမင်းကိုရွာကတယောက်နဲ့သဘောတူထားပြီးသားလေ။မင်းသူ့ကိုခေါ်လာတာမှန်းသိရင်သူစိတ်ထိခိုက်သွားလိမ့်မယ်။ "तू ကမကြသေးခင်မှာရှောက်လာတာလေ။နောက်ပြီးတော့ဒီအနည်းနာမှာမကောင်းဆိုးဝါးလို့စာလောင်နေတဲ့လက်စိုးကြီးတကောင်လေးရှိတယ်။သူ့ကိုအဲ့ဒီနေရာလွတ်ပြီးဒုက္ခရောက်အောင် လုပ်ရမယ်။" မလောက်ပါနဲ့တိတ်ဘူးတယ်ငါထွက်သွားပါမယ်အကိုသူ့ကိုမြဲမြဲမီးရှို့လိုက်တော့လေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်တွေ့ရရဲ့ channel လေးကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာတော့ဘလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတွေကိုပြောပြအောင်လဲဆိုတာစောင့်ကြည့်ပေးကြပါဦးနော်ထုံးစံတိုင်း VPN လေးအွန်ပြီးတော့ကြည့်ရှုပေးဖို့ကိုလည်းမမေ့ကြပါနဲ့အောင်ရှင်။ တခါတော့ကရေတူမလေးတယောက်ရှိတယ်။တူမဟာစိတ်သဘောထားကောင်းတော့ရေတော်ဝါအကုန်လုံးကချစ်ခင်ကြတယ်။တမီးရေမျက်နှာပြင်ပေါ်ခဏလောက်သွားကြလို့သွားခွင့်ပြုပါလားပေ။မရဘူး။ရေမျက်နှာပြင်ပေါ်ကအနေရည်များတယ်။တမီးကအရွယ်ရောက်ပြီးကို့ဟာကိုကာကွယ်နိုင်ပါတယ်။မစိုးရိမ်ပါနဲ့အဖေ။အဖေတမီးကိုမစိုးရှုံးခံနိုင်ဘူး။တမီးတိတ်ကိုသွားကြနေတယ်ဆိုရင်အဲ့ဒီနားမှာမသိတဲ့သူတွေနဲ့စကားမပြောပါဘူးလို့ ဂရိပေးပါ။ဘာဖြစ်လို့လဲအဖေ။ဘာလို့လဲဆိုတော့တချို့လူတွေကဒုက္ခပေးတတ်တယ်။အဖေတို့ကငားရီလီသူတို့ကအဖေတို့အကြောင်းကိုသိကျင်လာလိမ့်မယ်။လူတွေကသဘောမကောင်းဘူးလား။အကုန်လုံးတော့မဟုတ်ဘူး။တချို့ကတဘာဝကိုချင့်မြနိုးကြပြီးမဲ့တချို့ကတော့လောဘတွေနဲ့ပျက်စီးနေကြတော့ပင်လေကိုညစ်ပတ်အောင်လုပ်နေကြတယ်။တခါတလေသူတို့အမိုက်တွေတောင်ပင်လေတွေစွပြင်နေကြတာ။အဲ့ဒါဆိုသမီးဘယ်လိုလုပ်ရမလဲ။ စောနာအဖေကတိတောင်းထားသလိုတိတ်တိတ်ကလေးသွားပြီးတိတ်တိတ်ကလေးပြန်လာခဲ့ကောင်းပါပြီအဖေရေသူမလေးဟာသူ့အတွက်ပထမဆုံးဖြစ်နေတော့စိတ်လှရှားနေပါတယ်ရေပေါ်မှာဘာရီများရှိမလဲမသိဘူးအရန်စိတ်လှရှားနေပြီကန်းချေနာကကြောက်ဆောင်တစ်ခုမှာတော့နေရောင်ကတိတ်ကိုတောက်ပါပြီးကောင်းငင်ကြီးကလည်းလှလိုက်တာလှလိုက်တဲ့ကောင်းငင်ကြီးပဲ ရဲသူမလေးဟာတောက်ဆောင်တစ်ခုနောက်မှာလူတစ်ယောက်ရှိနေတယ်ဆိုတာကိုမသိခဲ့ပါဘူးတဲ့အဲ့ဒါရဲသူမလားငါရဲသူမကိုမြင်ဘူးလားဒါပထမဆုံးပဲလာလိုက်တာကွာကောင်လေးဟာတပြေးပြေးချင်းကတ်သွားပြီးရဲသူမလေးကိုရှေ့ပြန်ဆင်းမရအောင်ဖမ်းထားလိုက်ပါတယ်မိပြီကွာဟင်ကျမကိုလွတ်ပါကျမကိုလွတ်ပါဘာလို့လွတ်ရမှာလဲငါရဲသူမကိုတကားမှမြင်ဘူးတာမဟုတ်ဘူး လှုပ်လိုက်ရင်နင်းထွက်ပြေးသွားမှာပေါ့လှုပ်ပါကျမပြန်မလာရင်ကျမအဖေကျမကိုစိတ်ဆိုးလိမ့်မယ်အဲ့ဒါဆိုနင်းအဖေစီသွားပြီးပြန်လာရင်ငါနဲ့လက်ထပ်ပါမယ်လို့ဂရီပေးဂရီပေးပါတယ်ရှင်အဲ့ဒါဆိုရင်ငါဒီမှာပဲစောင့်နေမယ်တေချာပေါက်ပြန်လာခဲ့နော်ပြန်လာခဲ့ပါမယ်ရှိသူမလေးဟာသူ့အဖေစီပြန်သွားပြီးဖြစ်သမျှအကြောင်းအကုန်ပြောပြလိုက်ပါတယ် อืมသမီးကအဲ့ဒီလူနဲ့နေခဲ့ဖို့ဂရီပေးခဲ့ပြီဆိုတော့လေအဖေမဆူတော့ပါဘူးအဖေသမီးအဖေကိုအမြဲတရိယာနေမှာပါ အဖေလည်းသမီးလေးကိုတရိယာနေမှာပါဒါဟာမှုံစည်းပလင်မယ်သမီးတခုခုဒုက္ခရောက်တဲ့အခါကျရင်ဒါကိုသုံးလိုက်ကွယ်အဖေရေသမီးအဆင်ပြေမှာပါသမီးပြန်လာဖို့အခက်ခဲနေရင်အဲ့ဒီမှုံစည်းကိုသုံးလိုက်သမီးကိုတက်ရှိနေပေကိုပို့ပေးလိမ့်မယ်ဟုတ်ကဲ့ပါဖေ ။တမိကိုတမိကယူဆိုင်တော့တားပါနဲ့ရောက်နှုတ်ဆက်စကားပြောပြီးတဲ့နောက်ရေသူမလေးဟာခရီးအတိုင်းရှေးပေါ်ပြန်တက်သွားပါတယ်။ကျမပြန်လာပြီနော်။ငါနေ့ကိုစောင့်နေတာတော်တော်ကြပြီ။လာငါ့ရင်ကိုသွားကြမေး။ကောင်းပါပြီရှင်။အဲဒီလိုနဲ့ရေသူမလေးဟာကောင်းလေးနေတဲ့အိမ်ကိုလိုက်သွားပါတော့တယ်။အမေအမေတားပြန်လာပြီ။တားပြန်လာပြီလား။ဒါနဲ့သူကဘာလုပ်လဲ။ဒါတားမိန်းမလေးမလှဘူးလား။ မင်္ဂလာပါအမေအဖေနဲ့အမေကမင်းကိုစီစီနဲ့သဘောတူပြီးသားလေစီစီကလည်းငါ့ကိုချစ်တယ်ဒါဟုသာသူသိရင်သူစိတ်ထိခိုက်သွားလိမ့်မယ်ဒါပေမဲ့တားမစီစီကိုမချစ်တာ အေးပါအဲ့ဒါဆိုလဲစီစီလာတဲ့အခါကျရင် အမေကြည့်ရှင်းထားလိုက်မယ်ရပါတယ်အမေစီစီကဒါဟုနားလည်မှာပါရေသူမလေးဟာကောင်းလေးရဲ့မိဘတွေနဲ့ရက်အနေငယ်နေပြီးတည့်ရမှာတော့ မမငါတောင်ပေါ်မှာတလဲသီးနဲ့ကြက်တော်မိတ်တွေတွားကောက်လိုက်အောင်မယ်။အိမ်နဲ့ငါအမေကိုခရုစိုက်ပေးထားနော်။ဟုတ်ကဲ့ပါရှင်။မင်းမင်းတော်ရဲထွက်သွားတာနဲ့သူ့အမေအန်ဒီခွန်ကထွက်လာပြီးတော့ပြောပါရယ်။မမနေအဲ့ဒီမှာပါရက်လုံနေရလေ။ဆန်ဆေးပြီးချက်ပြုတ်ဖို့လုပ်လေ။နင်ကစင်းရဲတယ်။အဲ့ဒီတော့နင်ဒီမှာနေရင်တော့တန်ရတန်ကြီးလှုပ်ပေးရမယ်။ဟုတ်ကဲ့ပါအမေ။ငါ့ကိုအမေလို့မခေါ်နဲ့။ငါတို့မှာအရင်အဆိုင်သမီးမရှိဘူး။ ။ငါသမီးကလှပတယ်၊ချမ်းသာတယ်။နာမည်ကစီစီရဲ့။သမီးအခုပဲစံစည်းပြီးချက်ပြုတ်လိုက်ပါမယ်။နင်ကတော်တော်ပြောရတာပဲ။အဲ့ဒါတွေပြီးသွားရင်ကြမ်းတိုက်ပြီးပကံတွေဆေးရုံတော့။အန်ဒီ၊အန်ဒီရှိလား။ဟောသမီး၊လာလေ၊လာလေရလား။ဟုတ်တယ်၊ဒီဘက်ကိုလမ်းတုံဝင်လာတာ။ဟုတ်လား။အိမ်လာလေတာကိုဘာရီဝဲလာတာတော့။လက်ပလာနဲ့လာလို့မကောင်းဘူးလေအန်တီရဲ့အေးပါကွယ်နောက်တစ်ခါကြာရင်တော့ဝဲမလာနဲ့တော့နော် ဟုတ်ကဲ့ပါဟဲ့ဟိုကောင်မလေးဒီမှာဧည့်ရဲအတွက်တစ်ခုခုလုပ်ပေးစမ်းဟုတ်ကဲ့အမေအန်ဒီအဲ့ဒါဘာလို့လဲ तू က तू ကငါသားခေါ်လာတာဘယ်ရမှန်းမသိပါဘူးဘလို့အဲ့ဒီလိုလုပ်လို့မရဘူးလေသမီးသိစိတ်ဆိုးတယ်နော်နေပါဦးအန်ဒီပြောပြမယ်ဒီနားလာခဲ့အန်ဒီခုံဟာစီစီကိုသူ့ဘလို့လုံမလဲဆိုတာကိုတိုးတိုးလေးကပ်ပြီးပြောလိုက်ပါတယ် အဲ့ဒါဆိုသူ့ကိုပြန်မလွတ်နဲ့လေအန်ဒီလှုပ်စရာရှိတာလုပ်မယ်ဆိုလဲမြန်မြန်လုပ်နော်နင်ပါရက်ကြည့်နေရလေဒီမှာငါတို့စကားပြောနေရလေအဲ့ဒီလိုနဲ့မော်မော်လေးစားဖို့တောက်ဖို့မိဖို့ကြောင့်နေမှာ သွားလို့ရပါတယ်ကောင်းပြီသမီးဒီမှာနေပြီသူ့ထွက်သွားအောင်စိတ်ဒုက္ခပေးရမယ်သူကမကြားသေးရင်ကမှ ရောက်လာတာလေနောက်ပြီးတော့ဒီရနီးရနာမှာမကောင်းဆိုးွားလို့စလောင်နေတဲ့နှဆိုးတယောက်လည်းရှိတယ်ဆိုတော့သူ့ကိုဒုက္ခရအောင်လုပ်ရမယ် ကောင်းတယ်ကောင်းတယ်ငါသမီးလေးကညံကောင်းသားပဲစိတ်မပူပါနဲ့ရောက်ခမကြီးရေသမီးသူကိုနှင်းထုတ်လိုက်မယ်ရဲ့အနေငယ်ကြတဲ့အခါမှာတော့စီစီရဲ့အန်တီခွန်ရေဟာရေသူမာလီမော်မော်ကိုစမ်းချောင်းကနေရှေ့ခတ်ခိုင်းမှုလုပ်ပါတော့တယ်ဟဲ့နင်လာဦးဟုတ်ကဲ့ဘာများခိုင်းမလို့လဲရှင်နင်အန်တီကိုကြည်စမ်းရေမရှိတော့အခုထိမျက်နာတော့မသိရသေးဘူးအေးကွအဲ့ဒါစမ်းချောင်းကနေရေသွားခတ်ပေးလို့ရမလား ဟုတ်ကဲ့ပါရှင်။အဲဒီလိုနဲ့မောမောဟာအနီခွန်ပြောတဲ့တောအုပ်ထဲကတနေရာကိုသွားပြီးရေးသွားခတ်ပါတော့တယ်။ဟေးမိမချော်လေးဘသူမှဒီတောထဲကိုမလာရဲကြဘူး။နင်ကတောထဲကိုပါလာလောက်တာလေငါ့ကိုမကြောက်ဘူးလား။အခုကိုဘာများကူညီပေးရမလဲရှင်။ဟာသူငါ့ကိုတကယ်မကြောက်ဘူးပဲ။အဲ့ဒီအချိန်မှာနတ်ဆိုကြီးကတိတ်ကိုအံ့ဩသွားပါတော့တယ်။ အရင်တုန်းကသူများတွေကငါအသွင်ပြင်ပုံစံကိုကြောက်ပြီးအိုဟိထွက်ပြေးသွားကြတာနေကတော့တခြားသူတွေလိုမကြောက်တဲ့အပြင်ငါ့ကိုစကားတောင်လာပြောနေသေးတယ်အခုဘသူလဲတော့ကျမမသိပေမဲ့အကူကလူဆိုးတယောက်တော့မဟုတ်ဘူးဆိုတာရှုံးပါတယ်နေကဘာလို့အဲ့ဒီလိုထင်ရတာတော့ငါတို့ကမကောင်းဆိုးဝါးပုံစံနဲ့နှက်ဆိုးတွေလीနေထင်းတလို့ငါတို့ကတိတ်ကောင်းတဲ့လူတွေမဟုတ်ဘူးနော်အကူကလူဖြစ်ဖြစ်မကောင်းဆိုးဝါးဖြစ်ဖြစ်ကျမကိုအန္တရာယ်မပြုဘူးလी ဒါဆိုရင်ဘာလို့လူဆိုးလို့ထင်ရမှာတော့ငါဘဝမှာငါတို့ကိုအကောင်းမြင်တဲ့လူကို ပထမဆုံးမြင်ဖို့ဒါပဲရော့ယူလိုက်ဒီရွှေတွေနေ့ကိုပေးလိုက်မေးကျေးဇူးကျင်ပါတယ်အကိုရေဒါပေမဲ့ကျမမယူခြင်းလို့ပါဒါဆိုနေ့ကိုငါဘလို့ကူညီရမလဲငါနေ့ကိုကူညီခြင်းရတောင်ငါရဲ့ဒီပုံစံနဲ့ငါနဲ့ဆိုးလို့လူတွေကဆွဆွဲနေတော့နေ့ကိုကူညီခြင်းရတောင်ကူညီလို့ရမှာမဟုတ်ပါဘူး အကူမစိုးရင်ပါနဲ့ကျမမှာမှုံစေးရီရှိတယ်အဲ့ဒါနဲ့အကူကိုကူညီပေးပါမယ်တကယ်ပြောတာလားအဲ့ဒါနဲ့မောမောဟာမှုံစေးရီကိုနတ်ဆိုကြီးအပေါ်မှာတုံးလိုက်တဲ့အခါမှာတော့နတ်ဆိုကြီးဟာတင်စားပြေသွားပြီးလူပြန်ဖြစ်သွားပါတဲ့အကူလူပြန်ဖြစ်သွားပြီနော်ကျေးဇူးတင်ပါတယ်နှမငယ်မောမောဟာရေခတ်ပြီးရွှေတုံးနဲ့အတူသူ့ကိုတက်ဖို့ကြံထားတဲ့စီစီတို့စီကိုပြန်သွားပါတော့တယ်ဟဲ့နင်ပြန်လာတာလား ငါတို့ကနင်းသေးပြီးတော့ထင်နေတာနင်းပါလို့အဲ့ဒီလောက်တောင်ကြာနေရတာလေငါတို့ကနင်းနဲ့ဆိုးကြီးနဲ့တွေ့ပြီးသေးပြီးတော့ထင်နေတာ သူတို့ကအချိန်ကြာနေပြီဆိုတော့မမောဟာနဆိုးကြီးနဲ့တွေ့ပြီးသေးပြီးလို့ထင်နေခဲ့ကြတာပါကျမတကယ်နဆိုးကြီးနဲ့တွေ့ခဲ့တာသူကရွှေထုတ်တောင်ပေးလိုက်သေးတယ်ဟင်နင်းကရွှေထုတ်တောင်ရလာသေးတယ်ကြည့်ရတာကျမကံကောင်းသွားတာထင်နေအဲ့ဒါနဲ့အန်တီခုံကမမောကိုခဏသွားနာခိုင်းလိုက်ပါတယ် သူတို့နှစ်ယောက်ဟာတော့တိတ်ကိုစိတ်တူနေပါတော့တယ်။သူ့ကိုနှဆိုးကြီးတက်အောင်လို့လှုပ်လိုက်တာလေ။သူကမသေးတဲ့အပြင်ရွှေထုပ်တောင်ရလာသေးတယ်။အန်တီတို့လည်းအဲ့ဒီနှဆိုးနဲ့တွားတွေ့ရအောင်လေ။ရွှေထုပ်လေးများရမလားလို့။ကောင်းပါပဲ။အခုပဲတွားကြမယ်လေ။ခဏကြာပြီးတဲ့နောက်သူတို့လည်းတုံးအစုံကိုရောက်သွားတဲ့အချိန်မှာတော့အန်တီတုံးထဲတော့ရောက်လာပြီ။ဟေ့နှဆိုးနေပေမှာလဲထွက်ခဲ့လေ။ ခဏကြတော့လက်ဆိုကြီးရောက်လာပါတယ်။ငါနင်တို့နှစ်ယောက်အတန်ကြားလို့ထွက်လာတာ။ဘာဖြစ်လို့လဲ။ဘာဟုဘာဖြစ်ရမှာလဲ။နင်ကရက်ဆက်ရုံမာတဲ့နှဆိုးကြီးလို့ငါတို့တရင်ကြားထားတာ။ဘဲမလေးရွှေရီငါတို့ကိုပေးစမ်း။ငါကဘာကိစ္စနင်တို့ကိုပေးရမှာလဲ။နင်မပေးဘူးဆိုရင်နင်ကိုနှဆိုးလို့ပြောပြီးအေးအေးယူရလိမ့်မယ်။ ဒါပေမဲ့အခုပုံစံအရဆိုရင်နေနိုးကတော့နတ်ဆိုးနဲ့ပိုတူမနေဘူးလားအဲ့ဒီအချိန်မှာနတ်ဆိုးကြီးကဒေါသထွက်သွားပြီးအနာအကြပေါ်နဲ့သူတို့နှစ်ယောက်ကိုရိုက်ပါတော့တယ်နေနိုးတော်တော်ဆိုးတယ်သူတွေပဲနတ်ဆိုးကြီးဟာစိတ်တူစွာနဲ့သူတို့ကိုရိုက်နေပြီးထွက်သွားဖို့ပြောလိုက်ပါတယ်သူတို့ကဘလို့မိန်းမတွေလဲဟာငါကူနာကတွေးခဲ့တဲ့ကောင်မလေးနဲ့လည်းမတူတော်တော်လောဘကြီးကြတာပဲအန်ဒီရေနားလိုက်တာ အန်တီလဲတူမကြီးနဲ့အတူတူနားရပါပဲမော်မော်ကဘလို့ဖြစ်ပြီးရွှေရွှေရလာတာလဲစိတ်မပူပါနဲ့ဒီတခါတော့သူ့ကိုစပတ်ကြီးမွေးကတကူလုံးမြူအောင်လှုပ်ရမေးပြီးတော့စပတ်ကြီးမွေးရှိတဲ့ကိုကလည်းကြီးတော့သူ့ထွက်ပြေးနိုင်မှာမဟုတ်ဘူးဘာရီစောင့်နေရလဲဒါဆိုလဲခေါ်လိုက်တော့လीမော်မော်ဒီကိုအမြန်လာအောင်လာပါပြီအမေဒီညနေကျရင်အကူပြန်လာလိမ့်မယ်သူ့ဂူထဲမှာပစ္စည်းတွေအများကြီးနေလိမ့်မယ် သူ့ကိုသွားပြီးကူပေးပါလားဟုတ်ကဲ့အခုသွားလိုက်ပါမယ်မြန်မြန်သွားအဲ့ဒီကူထဲမှာငါသားစောင့်နေတယ်မမောအန်ဒီခွန်ကလှည့်စားလိုက်မှန်းသူမကတော့မသိပါဘူးအန်ဒီခွန်ကသူ့ကိုစပက်ကြီးမွေကြီးရှိတဲ့ကူကိုညွှန်ပေးလိုက်ပါတယ်ငါလမ်းတေချာမမှန်မိတော့ဘူးလမ်းမပြောင်းအောင်ကြောက်ခဲတွေချရလိုက်မယ်ဒါကအကူရှိတဲ့နေရာထင်းနေအကူကြီးကျမရောက်ပြီနော် အဲ့ဒီအချိန်မှာကောင်းလေးမဟုတ်ဘဲစပက်ကြီးမွေကြီးကရုတ်တရက်ထွက်လာပါတော့တယ်။ဒီကိုဘယ်သူမှမလာတာအတော်ကြပြီ။ငါလဲဗိုက်စာနေတာ။မွေကြီးရှင်ကျမကိုစားတင်လို့လား။ဟုတ်တယ်။ဒါနဲ့မင်းကငါ့ကိုမကြောက်ဘူးလား။ငါတို့ကတရိတ်ဆန်တွေပဲလေ။နင့်ကိုမကြောက်ပါဘူး။နင့်ကိုငါဘာကူညီပေးရအောင်မလဲ။ထူးဆန်းလိုက်တာ။ဒီကိုလာတဲ့လူတိုင်းကငါအရေးကုန်ကို လိုချင်လို့လာကြတာ။ မင်းကတော့ငါ့ကိုကူညီဖို့လာတာအံ့ဩစရာပဲနင်ကနှိပ်စက်ခံနေရတာလားငါ့ကိုအမှန်တိုင်းပြောပြပါ ဟုတ်တယ်တကယ်တော့ငါကလူသားပါ လောဘစောကြောင့်မွေးတကောင်ကိုတတ်လိုက်ပြီလို့အခုလိုမွေးဘွားနဲ့နေနေရတာနှစ်ချီနေပါပြီနင်လည်းထိုက်တဲ့တလောက်ပေးဆက်ပေးပြီပဲဒီမော်စေးကြီးကနင်ကိုလူဘဝပြန်ရောက်စေမှာပါ မော်မော်လည်းမွေးကြီးရဲ့ပေါ်ကိုမော်စေးကြီးလောင်ချလိုက်လေတယ်မွေးကြီးလည်းလူသားပြန်ဖြစ်သွားလေတော့တဲ့ ကျေးဇူးပါပဲငါနေ့ကိုဒီရေဒနာတစ်တာလေးပေးလိုက်ပါရစေရပါတယ်နင်းနေပဲငါယူပါရစေနေဟာတကယ်ကိုလောဘမရှိတာပဲမမော်လေးရေဒနာချုပ်ကိုယူပြီးအိမ်ကိုပြန်လေတယ်အန်ဒီကြည့်ပါဦးဟိုမှာဟိုကောင်မရေဒနာတွေနဲ့ပြန်လာပြန်ပြီအကုန်အဖိုးတန်တွေကြီးပဲအမေတမိပြန်လာပြီရေဒနာတွေဘယ်ကရလာပြန်တာလဲတောင်ပေါ်ကမွေကြီးရဲ့ကုလေးကနေရလာတာပါ ဲ့ဒီမှာရေဒနာတွေကြံသေးလားဟုတ်ကဲ့ကြံပါသေးတယ်ကျမနည်းနည်းလေးယူလာခဲ့တာအဲ့ဒီလိုပြောပြီးတော့မမော်လေးအိတ်သွားလေတော့တယ်မမော်ကဘာမှမဖြစ်တဲ့အပြင်ရေဒနာတွေတောင်ရလာသေးတယ်ကြံခဲ့တဲ့ရေဒနာတွေကိုငါတို့သွားယူရမယ်အဲ့ဒီအယူမကအကုန်ယူမလာခဲ့ဘူးဟုတ်တယ်အန်ဒီဘယ်မိန်းကလေးကရေဒနာတွေမလို့ခြင်းမဲနေမှာလဲ မမောကိုမနာလိုစိတ်နဲ့ရေဒနာလိုခြင်းနဲ့လောဘစိတ်တွေကြောင့်စီစီတို့နှစ်ယောက်လည်းမွေကြီးရှိရာကူစီကိုတွားခဲ့ကြတယ်။ရေဒနာတွေအများကြီးပါလား။ဟုတ်ပါအ мян ယူပြီးပြန်ကြဆိုဟိ။သူတို့တွေရေဒနာတစ်တာကိုဖွင့်လိုက်တာနဲ့အလုံးအစိပ်ပြင်းတဲ့မွေဟောက်တွေကထွက်လာပါတည်း။အိုးမွေကြီးတွေကေကြပါဦး။အမလီမွေကြီးတွေပြေးမှာပဲ။ကေပါဦးကေပါဦးငါ့ကိုမထားခဲ့ပါနဲ့။စီစီတယောက်လည်းအန်တီခွန်ကိုထားခဲ့ပြီးတော့ လို့အောင်ပြေးလေတော့တယ်။အန်ဒီခွန်ကတော့မွေးကြိုက်ခံရပြီးတည်သွားရှာတော့တဲ့။တော်ပါသေးတယ်ငါလွတ်လာလို့။စစ်စီမင်းပါလို့ပြေးနေရတာလေ။ဟုတ်အအန်ဒီခွန်သေးပြီ။မမောကအကူထဲမှာအကူကရေဒနာတွေနဲ့စောင့်နေတယ်လို့ပြောလိုက်တာ။အခုတော့အန်ဒီမွေးကြိုက်ခံရပြီးတည်သွားပြီ။ဟင်ဒါဆိုရင်မော်မော့ကြောင့်အမေတည်သွားရတာပေါ့ဟုတ်တယ်အန်တီခွန်းရဲ့ဝင်းကျင်အေးချမ်းအောင်မော်မော့ကိုအကူတက်ရမယ် အမေကိုခယူးမဆိုင်နိုင်တဲ့တားမိုက်ကို ခွင့်လိုပါအမေစေစီလေးအဖြည့်ပြက်တွေကိုပုံကြီးချဲ့ပြီးတော့မော်မော့ကိုအပြစ်ပုံချလေတော့တယ်မော်မော့ဟာရုံမာတဲ့မိမတယောက်ဆိုပြီးတော့လိညာလှည့်ဖြားလေတဲ့အစကတည်းကဒီလိုရှည်သူမတယောက်ကိုငါရဲ့ဇနီးမယားအဖြစ်မယူခဲ့တဲ့မူတရိတ်ဆန်ကတရိတ်ဆန်လိုပဲတွေးမှာပေါ့အုံနောက်မရှိတဲ့မင်းမင်းဟာစီစီရဲ့စကားတွေကိုယုံပြီးမော်မော့ကိုကြိုးတုပ်ကပင်လေကန်းဆက်မှမိရှုတက်ဖို့လုပ်လေတယ် ကျမကမိမယုတ်မဟုတ်ရပါဘူးရှင်။မင်းကမိမယုတ်ပဲ။မင်းကိုငါမိမအဖြစ်မယူခဲ့တဲ့မူ။အကိုသူ့ကိုမြဲမြဲမီးရှို့လိုက်တော့လေ။မလုတ်ပါနဲ့အရန်ပူတယ်ငါထွက်သွားပါမယ်။အကိုမီးများများနဲ့ရှို့သူ့မြဲမြဲတေးမအေးမ။ဝမ်းထဲနေရှာတဲ့မော်မော်လေးတကူရင်းရှည်ရွလေးတယ်။အဖေပြောတာမှန်တယ်။ငါရေမျက်နှာပြင်ပေါ်ကိုတက်မလာတဲ့မူ။ တက်လာခဲ့လို့သာဒီလူတွေနဲ့တွေ့ပြီးဒီလူတွေခံစားရတာအဖေကိုတွေ့ချင်လိုက်တာမော်မော်လေးဝမ်ပန်တနေငိုကြွေးလီတော့တယ်မော်မော်ရဲ့မျက်ရည်တွေကြောင့်မိုးရီရွာချလာပြီးမိတွေလည်းငြိမ်သွားလေတဲ့သူကိုတုတ်ထားတဲ့ကျိုးတွေကလည်းပြည်သွားတော့တယ်ဘာလို့ရုတ်တရက်မိုးရီရွာလာတာလဲအကိုမိနဲ့ထက်ရှုလိုက်မော်မော်လေးလေဘော်ကို ပြန်တက်သွားပြီးတော့ပြေးလီတော့တယ်နေတို့ကရက်ဆက်ကြမ်းကြုတ်ပြီး တဖက်သားကိုမစာနာပဲရှင်းပြတာလေနားမထောင်ပဲတက်ချင်းကြတဲ့သူတွေပဲနေကတကယ်ကိုမိစာမပဲနေတည်တဲ့နေစီစီကမော်မော့ကိုဓာတ်နဲ့ထိုးတတ်ဖို့လှုပ်လေတယ်စီစီနေနဲ့ထိုက်တန်နဲ့ပြစ်ဒဏ်ကို နေခံစားရပါစေအဲ့ဒီလိုမော်မော့ပြောလိုက်တာနဲ့လေပြင်းတွေတိုက်လာပြီးစီစီလည်းလေပြင်းနဲ့အတူလွင့်ပါသွားတော့တယ်ရှင်ဒီလိုပဲသူများပြောသမျှရှုံနေမယ်ဆိုရင် ရှင်ဘိုးဝါစီကခက်ခဲနေမှာပဲ ဒီအဖြစ်အပျက်ကိုသင်ခန်းစာယူပြီးဘဝကိုကောင်းကောင်းရှင်သန်ပါမော်မော်လေးရှေးသူမအသွင်ပြောင်းပြီးသူ့ရဲ့နေထိုင်ရာပင်လယ်ကြီးတွေကို ပြန်သွားလေတော့တယ်ဘာလို့ဒီလိုတွေဖြစ်ရတာလဲအခုတော့ငါအနာမှာဘသူမှမရှိတော့ဘူးရှိသူမလေးပြောသလိုပဲသူများစကားကိုပဲအယုံလွယ်နေပြီးတော့ကိုရဲ့ကိုပိုင်းဆုံးဖြတ်နိုင်စွမ်းမရှိရင်တော့နောက်ဆုံးမှနောင်နာတရားတွေနဲ့ပဲရှင်သန်ရမှာပဲဖြစ်ပါရဲ့ရှင်။ ဒီပုံမြင်လေးကိုနားထောင်ပြီးတော့သင်ခန်းစာယူစရာလေးတွေရှာနိုင်ကြပါစေလို့မျှော်လင့်မိပါတယ်ရှင်။ပုံမြင်လေးကတော့ဒီမှာပဲပြဆုံးပါပြီရှင်။အခုလိုပုံမြင်လေးတွေကိုသဘောကျနှစ်သက်တဲ့ဆိုရင်တော့တွေ့ရတဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးခဲ့ကြပါဦးနော်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။